မင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေစဉ်3မြန်မာအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ပိုင်းညံလေးကိုလည်းရှောက်ရင်းနေပါနော်အင်္ဂလိပ်စာကိုကျွန်တော်တို့တွေလေ့လာရင်ဘယ်လိုအထူးရောက်ပါတယ်လဲပေါ့ဘယ်လောက်အင်္ဂလိပ်စာလေ့လာပြည့်လို့ရှိရင်အခြေခံပိုင်ပါတယ်လဲပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်စဉ်းစားကြည့်တဲ့အခါကျတော့အဓိကတော့အင်္ဂလိပ်မှာအချိန်ကာလ12မျိုးရှိပါတယ်နော်အဲ့ဒီ12မျိုးကို သမယောကြ12မျိုး active voice ပြီးွားလို့ရှိရင် passive voice ဒါလေးကိုရရဲဆိုရင်ဒါနံပါတ်1အခြေခံ စတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီအခြေခံလေးကိုရရဲဆိုရင် may to ခေါ်ပြောကိုစကားစပြောတတ်ပါပြီနော်ပြီးတဲ့အခါကျတော့မှကိုရီးယားဘာပေါင်းမဲဆို subordinate conjunction လို့ခေါ်တယ်ဝါကျအဆက်လေးတွေပေါ့နော်ကျွန်မရှိရင်ခင်ဗျားကိုပြေးမယ် ကျွန်တော်တိတိတိုင်အောင်ခင်ဗျားကိုမပြောဘူးစတာဖြစ်ပေါ့။ဒါမျိုးဥစ္စာလေးတွေပေါ့နော်။အဲ့ဒီခါကျတော့တတော်နဲ့လို့ရင်မြမလို့ဝါကြဆနမျိုးဆိုတာဘာပါလဲ။ဒါလေးကိုဆန်းစစ်ကြတာပေါ့နော်။အဓိကကတော့မေထုခေါ်ပြောအဲနေတလူပြောတဲ့စကားအခြေခံလေးကိုကိုရဖို့လို့ပေါ့။အဲ့ဒီစကားအခြေခံရသွားတယ်ဟိတ်ဆိုလို့ရှိရင်ဒါကိုယ့်နဲ့ကိုဆက်လိလာလို့အများကြီးရတာပေါ့နော်။ ကောင်းပြီအဲ့ဒီဆက်နံမျိုးကဘာပါလဲကျွန်တော်တို့တွေဒဲဒါပြစ္ဆုတ်ပံကာလဆိုပါဆိုပါနော်ပြစ္ဆုတ်ပံက၄မျိုးရှိတယ်အတိတ်ကာလ၄မျိုးရှိတယ်အနာဂတ်ကာလ၄မျိုးရှိတယ်စစပေါင်းဆက်နံမျိုးပါအဲ့ဒါကို advice အနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒဲနေတယ်ပြီးပြီးနေတာ 3မိနစ်ရှိပါပြီပေါ့နော်နေတာ3မိနစ်ရှိနေပြီဆိုတော့အဲ့ဒီခါကျတော့လေးမျိုးထွက်လာတာပေါ့နော်ဒဲနေတယ်ပြီပြီနေတာ3မိနစ်ရှိပါပြီအဲ့ဒီခါကျတော့ကျွန်တော်အခုလမ်းလျှောက်တာပေါ့နော် I go ကျွန်တော်သွားတယ် I am going ကျွန်တော်သွားနေတယ် I have gone ကျွန်တော်သွားပြီပြီ I've been going for 3 minutes ကျွန်တော်သွားနေတာ3မိနစ်ရှိပါပြီပေါ့နော်အဲ့ဒီခါကျတော့၄မြို့ပြစ်စုံပန်အဲ့တော့အနာဂတ် solution ကဘာဖြစ်မလဲအနာဂတ် solution တော့မဲလေးနဲ့ပေါ့နော်ကျွန်တော်သွားမဲကျွန်တော်သွားနေမဲကျွန်တော်သွားပြီးမှဖြစ်မဲ့ ကျွန်တော်အဲ့ချိန်သွားနေမှာတနိုင်လောက်ရှိပြီဖြစ်မယ်မဲနေမယ်ပြီးမှဖြစ်တယ်ဖြစ်မယ်လောက်နေမှာတနိုင်ရှိမှာဖြစ်မယ်လို့ဒိတ်ပဲရတာဗောနဒီလေးမျိုးပေါ့အဲ့ဒီခါကျတော့အင်္ဂလိပ်လိုသွား go ဆိုတဲ့ဝါဟာရလေးနဲ့ပဲထပ်ဆန်းကြည့်တာဗောနော် I will go ကျွန်တော်သွားမယ် I will be going ကျွန်တော်သွားနေမယ် I will have gone by that time အဲအချိန်လောက်ဆိုရင်ကျွန်တော်သွားပြီးမှဖြစ်မယ် I will have been going for an hour at the time အဲ့ဒီအချိန်လောက်ဆိုရင်ကျွန်တော်သွားနေတာတနင်္ဂနွေရှိမှဖြစ်တယ်လို့နော်ဟင်အဲ့ဒီခါကျတော့မယ်နေမယ် ပြီးမှဖြစ်မယ်နေတာတဏှာရင်ရှိမှဖြစ်တယ်လို့ဟုတ်ပြီလားအဲ့တော့အတိတ်ကာလဆိုရင်ငါဘာဖြစ်နိုင်တယ်လဲအတိတ်ကာလ၄မြို့အတိတ်ကာလ၄မြို့ကခဲ့တယ်ခဲ့နေတယ်ခဲ့ပြီးပြီးခဲ့နေတာတဏှာရင်ရှိပါပြီမဟုတ်ဘူးလားဒီလိုပါပဲအဲ့ဒီခါကျတော့ကိုယ်ဆိုတဲ့ဥစ္စာလေးနဲ့ပဲပြန်ဆန်းကြည့်ပါ Tanatwakere, I went. I went yesterday. Tanamaniga twakere. I was going yesterday. Maniga tana twani kere. I had gone there yesterday. Maniga tana twake. Pi ba I have been going for an hour at the time. Eh, a ကျွန်တော်သွားနေခဲ့တာအာတနားရှိပြီဖြစ်ပါတယ်ဒါ I have been going there for an hour at that time အဲ့ချိန်ကကျွန်တော်သွားနေခဲ့တာတနားရရှိပြီဖြစ်ပါမယ်ဟာဖြစ်ခဲ့ပါတယ်ဗောနာဆရာဒီဆက်နှမျိုးလေးပါဒါတွေက active voice လေးတွေပါနော်ဒါအဲ့ဒီမျိုးဆက်နှမျိုးကိုကျွမ်းကျင်တယ်ဆိုကြိုက်တဲ့ဝါဟာရကိုပြောကြည့်ကြည့်လိုက်ပေါ့ပြောကြည့်လိုက်လို့ရှင် မနေ့ကခင်ဗျားရောက်ချိန်လေး ကျွန်တော်တို့တွေစောင့်နေကြတာတနင်္ဂနွေရှိခဲ့ပါပြီမနေ့ကခမင်းရောက်ချိန်ဟာတခါလေးမှညမစကားကနော်ခမင်းရောက်တော့တော့ကျုပ်တို့စောင့်နေတာတနင်္ဂနွေရှိသွားပြီဗျဟေးဒါဆိုလို့ရှိရင်ကောဒါအတိတ်ကလာပါပဲဟုတ်လားခင်ဗျားရောက်တုန်းကကျွန်တော်တို့စောင့်နေတာတနာယီရှိခဲ့ပါပြီအေးဒါမျိုးဝါကြလေးတွေကွာတိဆောက်ကြည့်ကြည့်ပါနော် when you arrive yesterday ဒါမှမဟုတ် when you came to me yesterday, I have been playing football for an hour. မနေ့ကခင်ဗျားကျုပ်စီလာတဲ့ချိန်မနေ့ကခင်ဗျားကျုပ်စီရောက်တဲ့ချိန်ကျွန်တော်စောင့်နေတာတနာရီရှိတ်ခဲ့ပါပြီ။အဲဒါမျိုးဥစ္စာလေးတွေကအခြေခံကိုပိုင်းစေတဲ့ဥစ္စာပါမဟုတ်ဘူးလား။တော့ဒါကနံပါတ်1အခြေခံပါနော်။အဲ့ဒီ7မျိုးရရတဲ့ဟေ့ဆိုလို့ရှိရင် နေ့တလူကအင်္ဂလိပ်စကားပြောတဲ့ဝါကျတော်တော်များများအများစုပေါ့ဗနာကျွန်တော်ကျွန်တော်တို့တွေရပြီဖြစ်ပါမယ်လို့နော်မဟုတ်ဘူးလားဟေးအဲ့ဒီအချိန်ခံလေးရသွားတယ်ဆိုရင်တော့ဒါကဗတ်တင်နဲ့တိဆောက်တဲ့ဝါကျတွေပါမြန်မာတို့ရဲ့စကားကဗတ်စကားလို့ခေါ်ပါတယ်အဲ့တော့ဗတ်တင်နဲ့တိဆောက်တဲ့ဥစ္စာကြတော့ အခုလိုမျိုးသွားသည်ဆိုတော့ဝါဟာရလေးနဲ့ကျွန်တော်သုံးတော့အရန်လွယ်ပါတယ်ဟောနော်အဲ့ဒီခါမှာမိကွန်းလေးကိုကျွန်တော်တို့လှုပ်တဲ့ခါမှာကျွန်တော်ကဒဲလို့ပြောရင်စားတယ်အဲ့တော့အမေးလှုပ်ရင် စားလားစားနေတယ်အဲ့ဒါကိုအမေးလှုပ်ရင် စားနေလားစားပြီပြီအဲ့ဒါကိုအမေးလှုပ်ရင်စားပြီပြီလား စားနေတာတနာရင်ရှိပြီအဲ့ဒါကိုအမေးလုပ်ရင်စားနေတာတနာရင်ရှိပြီလားအဲ့ဒီခါကျတော့အငင်းနဲ့ပြန်ဖြေတယ်ဆိုပါဆိုပါနော်စားတယ်စားတယ်ဆိုအငင်းနဲ့ပြန်ဖြေရင် မစားဘူးဟာမစားဘူးဆိုရင်မစားဘူးကိုအမေးလုပ်တော့မစားဘူးလားမဟုတ်ဘူးလားစားနေလားမစားနေဘူးမစားနေဘူးလားမဟုတ်ဘူးလား စားပြေပြေမစားရသေးဘူးမစားရသေးဘူးလားစားနေတာတဏှာရှိပြီလားစားနေတာတဏှာတော့မကြသေးပါဘူးစားနေတာတဏှာတော့မကြသေးဘူးလားသေးဘူးလားအဲ့ဒါမျိုးလေးတွေထွက်လာတာဟောနာအဲ့ဒီခါကျတော့ဟွာကြလေးကိုသွားရှင်ကြည့်ကြည့်ပါနော်စီကြည့်ကြည့်ပါအဲအဲ့လိုမျိုးလေးတွေကိုရသွားတယ်ဟိဆိုရင်စကပြောတွေကဘာလို့တော့ဝါဟာရလေးတွေပဲကိုက လိုက်မှတ်လိုက်လို့ရှိရင်အဲ့ဒါမျိုးဝါချတဲတဲလေးတွေကိုကျွန်တော်တို့အနေဒီလူကစကားပြောတတ်သားရမဟုတ်ပါလားအဲ့လိုပြောတတ်ဖို့ကအချိန်မလောက်ပါကြတယ်လေ၃လ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 တိတိခမင်းကဇွဲရှိရှိနဲ့တကယ်စူးစမ်းမယ်ဟဲ့ဆိုလို့ရှိရင်ဖြစ်နိုင်ပါတယ်လို့အဲ့ဒါမှမဟုတ်ပဲနဲ့ကျွန်တော်သင်ခန်းစာလေးတဏှာဟီလောက်ပဲနားထောင်ပြီးငါစာလုပ်ပါတယ်အဲ့ဒါမျိုးလာပြောရင်တော့ မရပါဘော့အဲနှစ်နိုင်လာနာထောင်မရပါဘော့အဓိကရမှာပါလေခင်ဗျားတို့ရဲ့ critical thinking ကိုကိုနှိုက်ကစဉ်းစားဘော့ကိုကိုနှိုက်ကစဉ်းစားပြီးတော့လိုက်ပေါင်းပြောဖို့ကြံစားတယ်ဟေးဆိုရင်မတတ်နဲ့မတတ်မတတ်เสียအကြောင်းမရှိပါနော်နေ့စဉ်ပြောစကားပြောကိုသုံးလာတွင်ရပါတယ်လို့အဲ့ဒါမှမဟုတ်ပဲねကျုပ်ကတကယ်ကြီးအားလုံးကြီးတတ်ချင်ပါတယ်ဘယ်လိုလုပ်ရမှာလဲအေဒါမျိုးကြီးအစောတခါ တက်တယ်ဖေးဆိုလို့ရှင်တော့ပါနော်ကျွန်တော်တို့တတိထားရမှာကကျွန်တော်တို့တတိထားရမှာပါလဲဆိုတော့ကျွန်တော်တို့မြန်မာတွေမြန်မာနိုင်ငံမှာမွေးတယ်မြန်မာနိုင်ငံမှာကြီးတယ်ဆယ်တန်းတတိကျောင်းတက်တယ်ပြီးွားလို့တက်ကဆူသွားတော့မြန်မာဘာသာရဆိုပြီးတော့ခင်ဗျားတို့ကနှစ်ရှည်လများသွားပြီးတော့ဘွဲရဖို့အတွက် သင်ရပါတယ်လို့အဲ့ဒီခါကျတော့တကယ်ငါအလုံးတက်ချင်တယ်ဆိုလို့ရှိရင်တော့အေးအဲ့လိုမျိုးအချိန်နေမြောက်များစွာပေးရပါတယ်လို့ဒါပေမဲ့နေ့တလူကစကားလောက်ပဲဟိတ်ဆိုလို့ရှိရင်တော့အဲ့ဒါတွေမလို့ပါဘောသုံးလအတွင်းတက်တာပေါ့နော်အဲ့ဒီကကျွန်တော်တို့က vat ကိုပြီးသွားပြီညီမစကား vat ညီမစကား vat ပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့နောက်ပါကိုဆက်လေ့လာလို့ရလဲဆိုတော့ဝါစင်ကကိုးပါးထဲမှာအရေးကြီးဆုံးဖြစ်တဲ့နောင် အဲ့ဒီတဲ့ proposition ဒီ၃မျိုးပေါ့နော်ဒီ၃မျိုးလေးကိုပတ်ပိုင်နေနိုင်ကျွန်တော်တို့ကလေ့လာဖို့လိုပါတယ်အဲ့ဒီ၃မျိုးလေးကိုကျွန်တော်တို့ကခွဲတတ်တယ်ဟေ့ဆိုရင်စကားပြောရဒီမှာចောင်းသားអូចောင်းသားဆိုရင်ဒါ now အမိတ်ပေးလို့မရဘူးចောင်းသားဒီအပေါ်မှာဒါ preposition ဘယ်နေရာမှာလဲဆိုတာပြတယ်အမိတ်ပေးမရဘူးလှပတော့ တတိထာသောအာဒါရီယာမိတ်ပေးမြတာ adjective ဒါမျိုးလေးကိုကခွဲခြားနိုင်လိုက်တယ်ဆိုရင် am is are နဲ့အမေးကိုမေးတာလား do does နဲ့အမေးကိုမေးတာလားဒါဒီအားလုံးကိုကျွန်တော်တို့ကဖြေရှင်းလို့ရသွားမှာဖြစ်ပါအဲ့ဒီခါကျတော့ you are a student ခင်ဗျားအကြောင်းသားတယောက်ဖြစ်တယ် are you a student ခင်ဗျားအကြောင်းသားတယောက်လားမဟုတ်ဘူးလားအဲ့ဒီခါကျတော့အကြောင်းသားဖြစ်တယ် you are beautiful ခမရလှတယ် are you beautiful ခမရလှလာတာ adjective you are in myanmar are you in myanmar ခမရမြန်မာနိုင်ငံမှာရှိသလားမဟုတ်လားဒါ preposition ဒါ preposition adjective noun လေးတွေကိုသိတယ်ဆိုရင် am is are be လေးနဲ့ပဲကျွန်တော်တို့ကပေါင်းပြောလို့ရပါတယ်ခင်ဗျအဲ့ဒီခါကျတော့ eat တလုံးဟိုဟာ verb လေးတလုံးကိုရတာ eat ဆိုရင် စာဒီစာဒီဆိုင် eat စာဇံ adjective preposition နောင်ဖြစ်ခဲ့တယ်ဆိုရင် am is are be လေးကိုကျွန်တော်တို့ကပေါင်းမရတာကိုအဲ့ဒီကကြတော့ be careful တတိထားပါ careful ဆိုတာက adjective ဖြစ်တဲ့အတွက် be careful လို့ပြောရတာဖြစ်ပါတယ်မှောက်ဘူးလားအဲ့ဒီကကြတော့ be careful တတိထားပါ ဟုတ်ဘူးလား eat စားပါ စားစမ်းအဲအဲ့ဒါမျိုးပါနော်အေးစရာ good ဆရာခါကြတော့ကအခြေခံဆိုတာအဲ့ဒါပါပဲဒါအခြေခံကျွန်တော်ပြန်ပြီးတော့ခြုံဝင်လိုက်မယ်ဆိုရင်ဘာတွေရှိပါသလဲပေါ့နော်အခြေခံကိုခြုံလိုက်မယ်ဟေ့ဆိုလို့ရှိရင် လေးမျိုးလေးမျိုးကဘာပါလဲဝါစင်ကလေးမျိုးပါနော်ဝါစင်ကလေးမျိုးက noun adjective preposition verb ဒီလေးမျိုးကိုခွဲခြားနိုင်ပါနော် verb လို့ပြောရင်အမိတ်ပေးလို့ရတယ်စာစံသွားစံလာစံလှုပ်စံကြိုက်စံလောက်ရတဲ့အားလုံးကို verb လို့ခေါ်ပါတယ်ခင်ဗျာမဟုတ်ဘူးလားကျန်တဲ့ဥစ္စာတွေကြတော့စဉ်းစားကြည့်ကြည့်ပေါ့ noun ဆိုရင်မြင်တွေ့ရဥစ္စာ မှန်သမျှအမည်တွေကိုနောင်လို့ခေါ်ပါတယ်ဒါပန်းကြံပါနော်ပန်းကြံ park ပန်းကြံဒါနောင်မဲမဟုတ်ဘူးလားဒါကိုမြင်ထွက်ရတဲ့ဥစ္စာပန်းကြံပန်းကြံသည် နောင်ဖြစ်ပါတယ်မဟုတ်ဘူးလားဟိုးမှာကျောင်းကျောင်း this is the school this is a school ဒါကျောင်းတစ်ကျောင်းဖြစ်တယ်ဒါနောင်မဲအမည်တွေပေါ့နော်အဲထုံနည်းလောက်ကောင်းမဲ adjective တွေမှာကြာတော့နည်းနည်းလေးပဲသတိထားဖို့လိုတယ် အင်္ဂလိပ်ဝါဟာရမှာ adjective လို့ပြောရင်ညီမလို့တော်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 နဲ့တတ်မှတ်တာပေါ့အဲ့လိုညီမမမှန်ရင် adjective မှန်ဘာမှကိုမသိဘူးပေါ့နောက်ဒီခါကျတော့ quiet ဆိုရင် be quiet msrb ကိုလိုက်ရပါတယ်လို့အဲ့ဒီခါကျတော့တန်ဆက်နှမျိုးဒီဥစ္စာလေးကိုပိုင်နေဝါစင်က၉ပါးတဲ့က၄မျိုးဖြစ်တဲ့ noun adjective preposition verb ကိုကိုနည်းနည်းချင်းသိထားတယ်ဆိုရင် ဒါခမားအခြေခံပိုင်ကြီးလို့အဲ့ဒီကနေစပြီးတော့ကိုယ့်အနေနဲ့ကိုအများကြီးဆက်လေ့လာလို့ရတာပါနော်လေ့လာမယ့်ဥစ္စာတွေကဘာလဲဆိုတော့အကယ်၍ဆိုတဲ့ဥစ္စာတွေဝါကြဆက်တွေပါနော်ကျုပ်တာတိတ်ခိုင်းရင်ခမားကိုပေးမယ်ကျုပ်မှာမရှိဘဲနဲ့လည်းခမားကိုကျုပ်ကဂုဏ်ကြီးနိုင်တယ်ဒါမျိုးစကားဆက်လေးတွေကိုကဆက်လိုက်တယ်ဟေ့ဆိုရင်ခမားတို့တွေအခြေခံမပိုင်ဘူးလားပါနော်အဲ့တော့ဒီနေ့ကစပြီးတော့အင်္ဂလိပ်စာအခြေခံကို ပိုင်ခြင်းလို့လေ့လာမယ်ဆိုရင်ခမားကြိုကြိုစားစားနဲ့ဇွဲရှိရှိနဲ့တကယ်လုံးမယ်ဆိုရင်၃လလောက်အချိန်ပေးလို့ရှိရင်ဖြစ်ပါတယ်လို့နော်ဖြစ်နိုင်ခြင်းရှိမရှိအောက်မှာ comment လေးရေးပေးခဲ့ပါဒါမျိုးပြောနေတာ၆ခင်းလောက်ရှိပြီဆိုတော့အောင်မြင်တဲ့လူတွေများရှိခဲ့ပါသလားပေါ့နော်ရှိခဲ့တယ်ဆိုရင်အောက်မှာ comment ရေးပါမောင်မြင်သိဘူးဆိုလဲမောင်မြင်ဥမမောင်မြင်သိဘူးဆိုငါဘာလို့လဲပေါ့နော်ငါဘယ်လိုမျိုးလေးလာလဲပေါ့ ဒါလေးကိုပါချရေးပေးပါနော်မအောင်မြင်ရတဲ့အကြောင်းရင်းကိုရေးပြပါအောင်မြင်တဲ့အကြောင်းရင်းလေးကိုရေးပြပါလို့အဲ့တော့အင်္ဂလိပ်စာအခြေခံဆိုတာဒါပါဆိုတာကိုကျွန်တော်ကရှယ်ခြင်းဖြစ်ပါတယ်လို့အထောက်ကူဖြစ်မဖြစ်အောက်မှာ comment ရေးပေးခဲ့ပါလို့နော် bye bye bye